အရှမ်းကုန်မှာလွယ်ကူရွှေရှင်းတဲ့အထက်တထောင်ပလာတာ အိမ်မှာအလွယ်လုံးလေးဖြစ်ပါတယ်။ပလာတာလို့ခေါ်တော့ကတော့အထွေထွေသုံးဂျုံမုတ်စံချိန်ခွက်တစ်ခွက်ရေစံချိန်ခွက်ရဲ့သုံးပုံမူတစ်ပုံကိုနည်းနည်းချင်းစီထည့်ပေးရပါမယ်။စားနေငယ်တကြားနေငယ်ရေကိုနည်းနည်းချင်းစီထည့်ပြီးတော့မှဂျုံဒီကိုတမအောင်နေပေးရပါမယ်။ဂျုံဒီတမသွားပြီဆိုရခါမှဆိုလို့ရှိရင်တော့ နှစ်နာရီလောက်ဂျုံကိုနှက်ထားပေးရပါမယ်။ဂျုံနှက်ပြီးသွားတဲ့အခါမှာဆိုလို့ရှိရင်တော့10မိနစ်လောက်ဂျုံကိုပြန်ပြီးတော့ဖိဖိပြီးတော့လက်ဖက်နောက်လေးနဲ့နည်းနည်းပေးပါပါမယ်။ဒါမှသာဂျုံသားတွေကနူးရံပြီးစားကောက်မှာပါ။စီနှင်းငယ်လေးဆန်းပြီးတော့ဂျုံကိုနှစ်ပိုင်းပိုင်းပါမယ်။ဂျုံလုံးလေးတွေကိုပလင်းလေးနဲ့ဖြန့်ပါမယ်။အရန်ကိုဖြန့်ရလွယ်ပါတယ်။ ဂျုံနေရုံနိုင်စွမ်းအားပို့ပြီးတော့ကောင်းအောင်တို့ စီနေငယ်ထထည့်ပေးပါမယ်။ဒါမှဂျုံကဖြန့်လို့ပို့ပြီးတော့ကောင်းပါရဲ့။ဂျုံကိုပြင်းပြင်းပြပြလေးခုလိုအနေထားမျိုးလေးရောက်ပြီဆိုလို့ရှင်တော့စီထပ်တုပ်ပေးရပါမယ်။ ဒီလိုမျိုးစီတုပ်ပေးခြင်းအားဖြင့်အထက်တထောင်ပလာတာလုပ်တဲ့အခါမှာဂျုံသားလေးတွေကတစ်ခုနဲ့တစ်ခုကပ်မနေဘဲနဲ့အထက်အထက်လေးတွေများများရမှာပါပြီးရင်တော့အိမ်မှာရှိတဲ့ဓာတ်နဲ့ပဲခောက်ဆွဲလီးတလို့မျိုး ဖြည်းဖြည်းချင်းစီလီးသွားပါမယ် ခဲ့ဒါဆိုလို့ရှိရင်တော့ဂျုံသားလေးတွေအထက်ကလေးတွေရပါပြီဒါလေးတွေကိုအလဲကိုဆူလိုက်ပါမယ်ဆူပြီးသွားတဲ့ခါကျလို့ရှိရင်တော့ခယူပတ်ကလေးလိုပြန်ပြီးတော့ပတ်ပေးရပါမယ်ဒီလိုမျိုးခယူပတ်ပတ်ပြီးသွားပြီဆိုလို့ရှိရင်တော့လက်ဖက်နှောင်လေးနဲ့အသားအရာလေးဖိပြီးတော့ပြပေးရပါမယ်ဒါဆိုလို့ရှိရင်တော့ကြော်ဖို့အဆင်သင့်ဖြစ်ပါပြီ တဲ့ဦးထဲမှာစီနေငယ်ထည့်ပြီးတော့ပလာတာလေးတွေကိုရှူအိုရောင်းတန်းလာတဲ့အထိကြော်ပေးရပါမယ်။အရန်ကိုတွေ့ကူရိုးရှင်းပြီးတော့ကျွရပြီးတော့စားလို့အရန်ကောင်းတဲ့အထက်တထောင် ပလာတာကို အိမ်မှာအလွယ်တကူလိုက်လှူစားကြည့်ရအောင်နော်။ page တွေကိုလည်း like and follow လုပ်ခဲ့ပြီးဖို့တောင်းဆိုလိုက်ပါတယ်။